ျမရဲ့မေတ္တရာ channel လေးကိုနားဆင်အားပေးနေကြတဲ့ဇာတိချင်းပရိသတ်များလုံးမင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုဒီဆက်ပြီးမိဇလန်းကတော့နှစ်တိကူရဲ့ယူသွမှုဝေဒနာလို့အမည်ရတဲ့သတိတံဝေခါရှာပွေရရင်းနှင်းပွေရမှုခင်ဖြစ်ရမန်ဇလန်းကောင်းလေးကို တင်ဆက်ပြီးမှဖြစ်လို့ခံစားနားဆင် အားပေးကြပါအောင်ရှင်။ နေရတရက်တလာ2010နှစ်တိကူနီကဖြစ်တယ်။အချိန် နနက်နှစ်နာရီခန့်။နေရကကြောက်တနာမျိုးနယ်တွင်ရှိစီကားတဲ့နေရတနေရ။လူငယ်များလူလက်ပိုင်းများအုံကြွကြအော်ကြဟေးကြပျော်မြူတော်စာအပျော်ရည်ကျူးနေကြခြင်းမှာတော့ကျောက်တတာရေစကမ်းမရေတပ်ဖွဲ့ဝင်တွေကစောင်းရဲ့အီးအီးတန့်ကိုကြမ်းကြမ်းခိုင်းပြီးလုံချုံကြီးတာဝန်ယူနေရတယ်။ နှစ်တကူနေ့မှာအပျော်ကျူးမှု အပျော်လွန်မှုကြောင့်ဖြစ်ပွားတတ်တဲ့လူမှုဒုစရိုက်တွေအတွက် အသင့်ပြင်တာဝန်တန်းဆောင်နေရတဲ့အရာရှိများကလည်းအသင့်သာဖြစ်တယ်။ရဲစခန်းရှိကတက္ကစီတစီဆက်ရောက်လို့လာတယ်။ကိုကြီးပြစီဆိုင်းဘောအောင်မှာစခန်းတွင်းမှာမင်းကလေးတယောက်အားကားဆရာကတဲခေါ်ပြီးတာဝန်မူထံကိုလိုက်ပို့တယ်။ကားဆရာကျေးဇူးတင်ပါတယ်ရှင်။ကားကဘယ်လောက်ပေးရမလဲ။ မလိုပါမို့ကလေးမရင်အန်ကေကကူညီတာပါသွားလိုက်ပါအောင်မိန်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကားဆရာကပြောပြောဆွဆွနဲ့စကန်အတွင်းမှာထသားရီတောင်းဝင်မှုကောင်ကားဆရာခဏနေအောင်လေခမရကိုမေးရမြန်ရအောင်မေးပြရပါတယ်ဆရာသူကကျမအဖြစ်ပြက်ကိုဘာမှမသိပါမို့ကျမရှင်းပြပါမယ်ဒါဝင်မူကြီးကဥရိရာပဲအေးအေးယူပေးဖို့ကျမအမှုဖွင့်တိုင်ကြားပါမယ် မိမိရဲ့နာကျင်မှုစော်ကားခံရမှုကိုအမှုဖွင့်တိုင်ကြားရန်စကမ်းကို ရောက်ရှိလာတဲ့မေတ္တရဖူးကဒါဝင်မူကြီးကိုအပြည့်ပြည့်လုံးစုံကိုတိုင်ကြားရင်။ဆရာသမီးရဲ့နဲ့မယမေတ္တရဖူးပါ သမီးရဲ့ချစ်သူက ကိုစော်ဟင်းမှာနှစ်သက်ကိုဘွဲတော်ကိုပြောမယ်ဆိုလို့ကိုစော်ဟင်းနဲ့အတူဟိုတယ်စားတော့ဆိုင်မှာတချင်းဆိုကြရဲကားချခုန်ကြပါရဲ့ဆရာ။ကိုစော်ရဲ့တငယ်ချင်းအောင်မြိုင်ဝဲနိုင်မောင်ကြီးနဲ့ ကရုံးဆိုတဲ့သူလေးလေးပါပါတယ်ဆရာ။သမီးကတော့ချိုရီပဲတောက်ပါတယ်။ Happy New Year လို့ order ချိန်မှာတော့တော်တော်လေးမူးနေကြပါပြီဆရာ။သမီးအပေါ်သားတော့သမီးရဲ့ချိုရီကွက်တဲကိုမူးရဲ့စေတဲ့ဟာရီထည့်သလားတော့မသိဘူးဆရာ။သမီးလည်းမူးခဲ့တယ်။သမီးတိုးရှင်လူရင်းကို ပြောပါ။ဟုတ်ကဲ့ပါဆရာ။တူတူပဲပြောပါမယ်။ကိုစော်ကငွေမလောက်လို့အင်းပြန်ပြီးငွေသွားယူမယ်ဆိုပြီးကရုံးနဲ့ထွက်သွားပါတယ်ဆရာ။ပြန်မလာတော့ဘူး။ အဲ့ဒီအချိန်မှာမောင်ကြီးနဲ့ဝင်းနိုင်က ကျမကိုဟိုတယ်ကြီးတစ်ခုကိုခေါ်သွားတယ်ကိုကျော်လိုက်လာလိမ့်မယ်ဆိုလို့တမိလိုက်သွားခဲ့ပါရဲ့ရှာဒါပေမဲ့တမိကိုသူတို့အားမကျင်းနေစရာတယောက်ပြီးတယောက်ကျင်းညတယ်စရာတမိကတောင်းမန်တာလည်းမရဘူးရုံးကန်တော်လည်းမနိုင်ဘူးတမိချစ်သူကိုကျော်လည်းအခုချိန်ထိရောက်မလာဘူးသူတို့အခုမူပြီးအိတ်နေတော့တမိထွက်လာခဲ့ရစရာကားစရာကိုအကုန်ကြီးတောင်းပြီးအခုဆရာတို့ရဲစခန်းကိုလာပြီးတန်ကြားပါရစေဆရာ။ တရဖူနဲ့ဟင်းစော်တို့ဘလို့တွေ့ကြုံပြီးသမီးစာဖြစ်ခဲ့တာလဲဗျဟုတ်ကဲ့ဆရာတရဖူဟာပြုံးမှန်တရားစင်တင်ဒေခိတာ KTV စားတော့ဆိုင်ကြီးမှာတချင်းဆိုပါရဲ့ဆရာ မော်ရယ်ပွဲတွေမှာလည်းပါဝင်ရှင်ပြန်ခဲ့ပါရဲ့ဗီဒီယိုဇပုတ်ဇယံခန်းတွေမှာလည်းရိုက်ခဲ့ဘူးပါရဲ့ဆရာ ကိုစော်တို့ကထုတ်လို့သူပါဒါကြောင့်ကိုစော်နဲ့စားတွေ့ပါရဲ့ကိုစော်ကတူဦးတီတော်သားသူမိဘတွေကလည်းအတော်ချမ်းသာပါရဲ့ဆရာ ဒါကြောင့်တရက်ဘူးအောင်ကိုစောကလွှဲပြီးဘသူကမှမချစ်ပါမို့သူမိဘတွေသဘောတူလက်ခံနိုင်အောင်နေထိုင်လာခဲ့တဲ့သူပါဆရာ ကျမချစ်တာကျမချစ်သူကိုစောတယောက်တည်းပါဆရာဒါဝင်မူဒူရဲအိုကျော်စိန်နှင်းကစကမ်းမှုထံကိုတင်ပြတယ်လမ်းညွန်ချက်ခံယူရင်စကမ်းမှုကအမှုစီအဖြစ်ဒူရဲအို တောင်းမြင့်ကိုတာဝန်ပေးရင်ဒူဂျေအိုတောင်းမြင့်ကမရိမှုလူရိုးလှုပ်စင်အတိုင်းစီးရုံကိုမိတရဖုကိုခေါ်သွားပြီး အရမကျင့်ခံရမှုရှိမရှိစစ်စစ်တဲ့အရမကျင့်ခံရတဲ့လက္ခဏာများကိုတွေးစီရတဲ့ထို့ကြောင့်တိုင်းချက်ဖွင့်ပြီးတရားခံများကိုဖော်ထုတ်ဖန်ဆီးရန်ဆောင်ရွက်တဲ့ဟိုတယ်ကိုဒူရဲအုပ်တောင်းမြင့်နေဖွဲ့ရောက်ရှိလာတာနဲ့မန်နေဂျာကဆိုရင်ဆရာဘာကူညီပေးရမလဲဆရာမန်နေဂျာကျွန်တော်တို့အခန်းနံပါတ်3939ကိုစစ်ဆေးချင်ရှိလို့စီစဉ်ပေးပါမန်နေဂျာ မန်နေဂျာကအခန်းနံပါတ်3 3ခွင်ကိုဒူရဲအိုတောင်းမြင့်နေဖွဲ့ကို ခေါ်ဆောင်သွားရင်တကားခောက်တယ်တကားကလာမဖွင့်မန်နေဂျာရဲ့တောင်းနေဖွင့်ပြီးရင်မောင်ကြီးဝင်းနိုင်လို့မိုးပြီးအိပ်ပျော်နေကြတာစက်တိဝတ်တိမလုံးမဆက်သားဖြစ်တယ်ရဲတဖွဲ့ဝင်းဒီကလက်ထိတ်ခတ်ပြီးနှိုးစော်ရင်ကမိုးရှူလို့နိုးလာကြတယ်ကျွန်တော်တို့မှဘာပြစ်ရှိလို့လဲဆရာကျွန်တော်တို့အပြစ်မလုပ်ပါဘူး ်မင်းတို့လုတ်တဲ့ပြည့်မင်းတို့မင်းနေပြီလားပြန်စင်းစားကြပါအောင်ကွာသူရဲအောင်တောင်းမြင်းနဲ့အဖွဲကတရားခံများရဲ့တတိကံပစ္စည်းများအယကင်းတွေကိုသိမ်းစီရင်အခင်းပြည့်နေရာကိုဓာတ်ပုံများရိုက်ကိုးရင်မြေပုံချမ်းရေးဆွဲရင်တရားခံအုပ်ကိုရေစကန်းကိုခေါ်ဆောင်လာရင်ချက်ချင်းစည်းုံပို့ပြီးရာဇွေဆရာခွင်ထမ်းမှစီစီချက်ယူရင် စေးစာစေးမတ်ချက်အရာတရားခံတို့ကအမျိုးသမီးနှင့်ဆက်ဆက်ထားကြောင်းပေါ်လွင်နေ။မန်နေဂျာ၏အစစ်ဆေးခံတင်များချက်အရာအခန်းနံပါတ်39 39ခွေနှင့်39 39ရှင်းနှခန်းယူထားကြောင်းမိသရဖို့ကိုအခန်း39 39ခွေမှာထားကြောင်းစစ်စစ်ပေါ်ပေါက်တယ်။မေတ္တာဖို့ကိုစစ်စည်းရာမှာထွားချိန်နဲ့မိန်းကလေးဖြစ်တော်လိမ်အသက်16နှစ်နေ6လသာရှိသေးကြောင်းစစ်စည်းတွင်ရှိရင် ဇော်ဟင်းကိုစစ်စည်းရာမှာမေတရဖူနှင့်တမီးစားဖြစ်ကြောင်းဝင်းနိုင်မောင်ကြီးတို့မှာတငယ်ချင်းများဖြစ်ကြောင်းမေတရဖူမှာအခင်းဖြစ်နေကအခါကြေးငွေနဲ့ခေါ်ယူလာသူမဟုတ်ကြောင်းနှစ်တစ်ကူပျော်မြူးမှာမို့မိမိတို့နဲ့အတူစားသုံးသူဖြစ်ကြောင်းတမီးစားဖြစ်ကြောင်းအစ်စ်ခံနေတရခံမောင်ကြီးရဲ့ဘာခင်ဦးအောင်မြိုင်တရခံဝင်းနိုင်ရဲ့မိခင်ဒေါ်ဝင်းမင်းထွန်းတို့ကအမုတ်ကိုကြေးအေချုပ်သိမ်းပြီးပါရင် ်မေတရဖူရဲ့နင်းနာမှုအတွက်လူမှုရေးရာထိတ်ထိတ်တန်တန်ကူညီမှဖြစ်ကြောင်းမေတရဖူရဲ့ဖခင် မစ္စတာအော်ရီယိုနဲ့မိခင်ဒုံလုံးချင်းတို့တန်းကိုတောင်းမှန်ကြရသည်။အေးဗျာကျွန်တော်တို့လူကြီးမိဘတွေနေနဲ့ဖခင်သခင်ရဲ့အလိုတော်ဆန္ဒအတိုင်းနှင်ဟောင်းမှသည်နှစ်သက်စီတို့ကူပြောင်းတော့မယ့်အချိန်ခါသမျှမှာ လူသားတွေဝိနည်းရတရားတွေအတွက်စူတောင်းမြတ်တာဘွားနေကြပါတယ်။ တို့တွေဘာဖြစ်ကြတယ်ပျက်စီးကြတယ်ဆိုတာကျွန်တော်တို့မသိပါဘူးကလေးတွေကျင်နဲ့အောင်သာဆောင်ရွက်ပေးကြပါကျွန်တော်တို့အနေနဲ့ဘာမှမပြောလို့ပါဘူးခင်ဗျာမေတ္တဖူရဲ့ဖခင်ကြီးမစ္စတာအော်ရီယိုမှာဘုရားသခင်ရဲ့ဆုံးမများနဲ့သာနေထိုင်လို့မိဘများအနေနဲ့ဘာမှမပြောလို့ကြောင်းမေတ္တဖူရဲ့ဆန္ဒဖြစ်လို့သူနဲ့သာဆွေးနွေးရန်ပြောလိုက်ဒီမှာလူကြီးဆန္လာရင် မေတ္တဖူရဲ့ရည်စားဇော်ဟင်းနဲ့တွေ့ဆုံပြီးလူငယ်ချင်းချင်းဖြစ်လို့ အမှုကမေတ္တဖိုးကကြည်ဤရုပ်သိမ်းပြီးဖို့တူရှိုးတောင်းမှန်ကြရဲ့အေးဗျာကျွန်တော်စိတ်မကောင်းတာတော့အမှန်ပဲဒါပေမဲ့ကျွန်တော်ရဲ့ဆန္ဒမပါဘူးတရဖူကဒီမှုကိုသူ့ဘာသာသူ ဖွင့်တာပါသူနဲ့သာဆွေးနွေးကြပါဗျာဇော်ဟင်းကရင်းနှင်းအောင်ခံစားရတော့လေသူ့အနေနဲ့ဘာမှမတတ်နိုင်ကြောင်းကံကံရှင်ဖြစ်တဲ့မေတ္တဖူနဲ့သာဆွေးနွေးရန်ပြောလိုက်သေးမှာ အတော်ပြေးဝပြီးလူကြီးဆန်နေလူငယ်တူးသာဖြစ်တယ်။ဝင်းနိုင်မောင်ကြီးတို့တန်းရတံမေးဖြစ်နေကြတဲ့ဥအောင်မြိုင်းတဲ့ဒုံဝင်းမင်းထွန်းတို့ကမေတ္တရဖူနဲ့တွေ့ဆုံပြီးအမှုကြီးဤရှုံသိမ့်မှုတောင်းမှရန်အခက်ကြုံနေတယ်။မေတ္တရဖူဘောဩဇာကြီးတို့ တွေ့ဆုံပြီးနိုင်သူကိုရှာဖွေတယ်။တနေ့မှာဖြစ်တဲ့မေတ္တရဖုရဲ့လူရှင်ဦးအောင်ဝင်းကျောင်းမန်တရားစင်တင်ဒီဂီတာ KDB နဲ့စားတောက်ဆိုင်ပန်းရှင်ရဲ့ကုညီပီးချက်အရာမေတရဖုန်နဲ့တွေးဆောင်ခွင့်ရရှိတယ်။သမီးရဲ့ပြီးခဲ့တာလေပြီးပါစေရောသမီးတို့လူငယ်တွေဟာနှစ်သက်ကူးပြီးဆိုပြီး စားတောက်ဆိုင်မှာ စားကြတော့ကြပြောကြပါကြအပျော်လွန်ပြီးဖြစ်ကြရတဲ့အမရဖြစ်လို့ဂျီနတ်ဘေးဖို့အန်ကယ်တို့အန်တီတို့ကဟိုငမိုက်သားနှစ်ယောက်တန်းတောင်းပန်ပါရဲ့သမီးရဲ့သမီးရဲ့ဘက်လေပြန်ပြီးတော့ခံစားကြည့်ပါဦး။ ကိုဇောကလည်းတမိကိုမတရီတော့ဘူးကိုဇောရဲ့မိဘကြီးတည်သွားလို့ပဲတမိကိုချွေးမမတော်နိုင်တော့ဘူးတကယ်လို့သာဦးတို့ဒေါ်တော်တို့ရဲ့တမိလေးသာဒီလိုဖြစ်ဘလို့ခံစားအမလဲတမိရဲ့ဘွားတစ်ခုလုံးကဘာမှအသုံးမချတော့ဘူးမိန်းကလေးတဦးရဲ့တန်ဖိုးမရှိတော့ဘူးတမိရန်ခံစားရတယ်တမိအဲ့အကြောင်းဒီဖြစ်ပျက်တွေကိုတွေးမိတိုင်းကိုကိုကိုတက်ပြီးတော့တည်ပြစ်ခြင်းနဲ့အန်ကေ မေတရဖူးကပြောရင်ပြောရင်မျက်ရည်များမထိန်နိုင်မသိမ်းနိုင်ကြလာပြီးအာရပါရငိုချရတယ်။အေးပါကွယ်တောင်းမှန်ပါတယ်သမီးရဲ့အန်တီကိုတောင်းမှန်ပါရဲ့နော်သမီးအားရှိပါအောင်အန်တီကိုပြန်လိုက်ပါအောင်မေ။ဦးအောင်နိုင်တဲ့ဒဝင်းမင်းထွန်းတို့ကမအောင်မြင်တဲ့တောင်းမှန်ပွဲမှာပြန်လဲဆော့ခွာခဲ့ကြရတယ်။ဘသူမပြုတ်မိမိမိုးတဲ့ဒဝင်းမင်းထွန်းရဲ့ခမရတို့ကျုပ်တို့ကိုသားသမီးရဲ့အတွက်အတန်တန်ကြိုးစားပြီးမေမအောင်မြင်သေးဘူးဗျာ။ ။တရဝါတစ်ခုကံတစ်ခုပေါ်ဥအောင်မြန်ရင်တကယ်ဆိုတော့အင်္ဂလိပ်နှစ်သိကူးနဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာရေးနဲ့ဘာမှမဆိုင်ဘူးဗျာ။လွန်ခဲ့တဲ့ရောရောင်ပြီးရောင်60လုံးနေတော့ရဲစခန်းနေအလုံးရှုပ်စေးုံနေလည်းအလုံးရှုပ်ဒူကြီးမိဘကြီးလည်းအလုံးရှုပ်အတော်ဒုက္ခရောက်တာဗျာ။ဦးအောင်မြိုင်နဲ့ဒဝင်းမင်းထွန်းတို့ကတနာဘလူးစည်းဝင်မှုကြောင့်အချုပ်ခန်းမှာဆံမြက်နေကြတဲ့တားနှစ်ယောက်တည်းစိတ်မအေးရလို့သတိတန်ဝေကခင်းနေကြရတယ်။ ီကနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့မြို့နယ်မှုနဲ့စကမ်းမှုရဲ့ထံကိုဦးအောင်မြိုင်နဲ့ဒဝင်းမင်းထွန်းတို့ငင်းချိုင်းရဲ့အကျိုးဆောင်ဖြစ်ကိုကြီးဆောင်ရွက်ပြီးရန်ရောက်ရှိလာကြတဲ့သူတို့ကတော့တနင်္ဂနွေနေ့ဖြစ်လို့နားရဲ့အားရဲ့ဆိုပြီးစောစောရောက်လာခြင်းဖြစ်တဲ့သို့တော်မြို့နယ်မှုစကမ်းမှုတို့မှာလုံခြုံစီမံရေးစီမံချက်တွေရှိလို့နနက်9နာရီမှာအေးရဝင်ခဲ့လို့အိတ်ဆက်နေတဲ့ ဇနီးဖြစ်သူတို့ကအာနာလွန်းလို့နက်နက်9နာရီမှနှိုးပြီးရင်အာနာလိုက်တာဘိုးကြီးရဲ့မိဘရဲ့အနေနဲ့ကတော့တောင်းဆုပ်ပလုံးဆုပ်ကိုသာပြီးိုးထုံးဆန်ရှိတယ်။ဒါဆိုသမီးဆုပ်ကိုပြီးိုးထုံးဆန်မရှိစေတဲ့ဇကားအတိုင်းဘိုးကြီးတို့ထံမှာအကူအညီအကြမ်းညာလာတောင်းတာပါဘိုးကြီး။အေးဗျာကျွန်တော်တို့ရဲတပ်ဖွဲ့ရဲစခန်းနေနေနေကတော့တရားလိုပဲတရားခံဘက်တွေမှာမပါလိုပါဘူးအဲ့ဒီလိုမပါဘဲနဲ့တောင်းမှာ ဟိုဘက်ပါတယ်ဒီဘက်ပါတယ်လို့မကြကနာဆွဆွဲသမုတ်ခံရတာရှိတယ်ဗျအဓိကကတော့ကဲကဲရှင်းနေပဲပြေးလဲအောင်လုပ်ကြပါကျွန်တော်တို့အနေနဲ့ကတော့တရားရုံးကိုတင်ပြရမယ့်တာဝန်ပဲရှိတယ်ရုံးရောက်တဲ့အခါကျမှပဲပြေးလဲအောင်ညှိနှိုင်းကြပါဗျာဟုတ်ကဲ့ယေရှုတင်ပါတယ်ပိုကြီးဦးအောင်မြိုင်းရဲ့ဒုံဝင်းမင်းထွန်းတို့ကတနာဝါးရီဘဟုကိတော်နဲ့ အချုပ်ခန်းနေရောက်နေတဲ့သားနှစ်ယောက်အတွက်ယူကျိုးမိရဖြစ်နေကြတယ်။အမှုစစ်ရဲရာရှိကတပ်သေးခံထောက်ထားများတပ်သေးဒတ်ဆူချက်များပြည်ပြည်စုံပြီးဖြစ်လို့ဥရိအကြံပြုချက်တောင်းခံနေ။ဥပိအကြံပြုချက်ကလည်းရရှိပြီးပြီဖြစ်လျာအမှုစစ်ရာရှိရဲ့ရေးလုပ်ငန်းပြည်ပြည်စုံပြီးဖြစ်လို့တရားကျောင်းတော်ကိုပြင်မှုဆိုင်ရာဥပဒေပုံမှာ3ခွင့်6ရာတရားစွဲဆိုတွင်ပူရင်း ပြင်းမှုဆိုင်ရာဥရီဘုံမှာသုံးခွင့်ကြောက်ရည်ပြတဲ့ချက်မှာမရင်းမှုကျွလွန်သူကိုတသက်တကျွန်းဖြစ်စီဆယ်နှစ်ထီထောင်နှံတမျိုးမျိုးဖြစ်စီခြားမရမဲ့ပြင်ငွေရန်လေးချနိုင်သည်မေတ္တရဖို့ကို သူချစ်သူက ခွဲခွာသွားလီပြီတို့ကြောင့်မေတ္တရဖို့ကမောင်ကြီးနဲ့ဝင်းနိုင်ကို နာကြီးမုံဒီအော်နှလုံးနာပြီးအမှုကို ကြည်ဤခွင့်မပြုဘဲ တရားယုံကိုရင်ဆိုင်ဖြည့်ရှင်နေအမိုးကတက်တဲ့ခိုင်လုံမှုကြောင့်မောင်ကြီးနဲ့ဝင်းနိုင်တို့နေရပြင်းမှုကြီးကိုကျွေးနေဆက်ရလေရင်အိုးနေ့တဲ့ကိုရဲ့ယူသွမှုဝေဒနာကြောင့်ကြေခွဲစရာကြီးဖြစ်လာပါလောင်ထို့သူသာသုံးတရားပြီးတော့ရင် ဟုတ်ကဲ့ဇလန်လေးကိုအဆောင်ဒီနာဆင်ပေးကြရဲပြည်သင်များအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးတောင်းဆိုပါရစေရှင်